ီနေ့တော့ကျွန်တော်တို့ရတိဗန်ကူနဲ့စဘာကူကိုတွားလိုက်ကြမှာဖြစ်ပါတယ်ဒါကတော့ရတိဗန်ကူရဲ့အဝင်လမ်းလေးဖြစ်ပါတယ်ရတိဗန်ကူမှာကျွန်တော်တို့ပုပ်ပားမြောက်မျိုးစိတ်လေးတွေရှိပါတယ်တချို့ဒီပုပ်ဒီမြောက်မျိုးစိတ်တွေကိုထိန်းသိမ်းဖို့အဲတတော်တွေမပြုံးတိဖို့လည်းရှိမှာသတိပေးချက်လေးရှိပါတယ် ဒါတော့ရသေးပံကူရဲ့အတက်လန်းလေးလေကားလေးဖြစ်ပါတယ်။ဒီကားလေးကတော့ပြပြလေးနဲ့တော့တက်လို့ကောင်းပါတယ်။ ဒီနေ့လာလဲတဲ့ချိန်မှာတော့ရာသီဥတုရာတာယာပြီးတော့ကောင်းကင်ကလည်းဒေါ်လေးလှနေပါဗျ။ဒါမဲ့နည်းနည်းတော့ပူပါတယ်။ရသေးပံကူအားဆိုရင်ထုံးကြောက်ကူမျိုးစားဖြစ်ပြီးတော့ချားကူတွေလိုပဲဖျားစီတွေအထဲမှာတည်ထားပါဗျ။အထဲမှာလည်းရေလေးဆက်ဆက်ဆက်တော်တော်ကျနေတဲ့နေရာလေးလည်းရှိပါဗျ။ဟိုဆက်သွားရင်တော့ဟိုတဘာဝရေလိုင်းကိုဘက်ကိုတော့ရောက်တယ်လို့တော့ပြောတာပဲဒါပေမဲ့ကျွန်တော်တော့မသွားဖြစ်ပါဘူးမှောင်နေလို့ပြီးလဲပြက်နေရတဲ့ကြောင်ပေါ့နော် သေးဗန်ကူအစင်းမှာတော့ကျွန်တော်တို့စဘာကူဆက်ပြီးတော့လှေနဲ့သွားကြပါတယ်။လေရတော့တစည်းလုံးကိုတထောင်ဝဲပေးရပါတယ်။အာလဝိုင်းအင်းကိုလည်းကူးလို့တော့ရတယ်။ဒါပေမဲ့ကျွန်တော်တို့ဖောင်နေရတဲ့မအားတဲ့အတွက်ကျွန်တော်တို့စဘာကူကိုပဲလှေနဲ့သွားလိုက်ကြပါတယ်။စဘာကူကတော့သူတို့လူလုထားတဲ့တူးမြောင်းလေးပေါ့နော်။အဲ့ဒီထဲမှာလှေနဲ့သွားကြတယ်။ အဲတော်တော်လေးဆင်တာကတော့ BNN နင်ပင်နဲ့တော်တော်လေးဆင်ပါတယ်တော်တော်လေးလည်းကျွန်တော်မြန်မာနိုင်ငံကတော်တော်လေးရလှပါတယ်တေချာလှုပ်ထားမယ်ဆိုရင်ပြန်ခီးသွားတွေကို ပို့ပြီးတော့ဆွဲဆောင်နိုင်မှာမှန်ပါပဲဒါကတော့ကျွန်တော်လီစင်းနဲ့မြင်ရတဲ့ရှုခင်းတွေဖြစ်ပါတယ်ရှုခင်းတွေကတော့ရမ်းလှပြီးတော့ တပ်ပုံရိုက်လို့လည်းရမ်းကောင်းပါတယ်။ဒီမှာကောင်းနောက်ပြီးတော့ဂိုင်းတော်တွေလည်းရှိပါတယ်။ဂိုင်းတော်တွေနဲ့လည်းရိုက်လို့ရပါတယ်တပ်ပုံ။နေလေကင်းလှည့်စည်းမယ်ဆိုရင်တော့အထီးတော့ယူသွားစီရှင်ပါတယ်။အဲတချို့လေရာတော့ခမောက်လေးပေးတယ်ပေါ့နော်။ဒါပေမဲ့ကျွန်တော်အခုစီးရလေကြတော့ခမောက်မရှိတဲ့အတွက်ထီးရလည်းတလက်တဲပါအတွက်တော်လေးတော့ပူပါတယ်။ကလေးပါရင်တော့ထီးရတော့မယူဖြစ်ယူသွားမှာဖြစ်ပါတယ်။ ခုဆိုရင်တော့စဘာကူကိုမြင်မြင်နေရပါပြီအဲဒါကတော့စဘာကူအဝင်လန်းလေးဖြစ်ပါတယ် ။စပားကူမှာလည်းဓာတ်ပုံရိုက်လို့ကောင်းတဲ့နေရာလေးတွေအများကြီးရှိပါတယ်။တချို့တွေဆိုအသေးချဝက်စားပြီးတော့ဓာတ်ပုံလိုက်ကြပါတယ်။ ဒါတော့ဂူတက်လန်ဝင်ဝင်ချင်းပေါ့နော်ဂူထဲမှာတည်ထားတဲ့ဖျားလေးတွေတွေ့ရပါမယ်ဒီဂူထဲမှာလည်းဒီတစ်အမ်ကြောက်တုံးပေါ်မှာကတ်နေတဲ့အပင်လေးတွေနဲ့တပ်ပုံရရင်လည်းတော်တော်လေးကိုလှပါတယ် ဒီနေရာတော့တော်များတပ်ပုံရကြတယ်တန်လီကားတရားလေးဖြစ်ပါတယ်ရှေ့မှာလည်းတစ်ခုရှိပါတယ် ီကြောက်တုံးကြီးပေါ်မှာလဲထိုင်ပြီးတော့တက်ပုံရရင်တော်တော်လေး white land နဲ့ရရင်တော်တော်လေးလောက်ပါတယ်ဒီလေကားကနေဆင်းသွားရင်တော့ကူလန်းကြောင်းတိုင်းသွားပြီးတော့ဟိုဘက်ကရေခုနဖျားတည်ထားတဲ့နေရာကိုပြန်ပောက်ပါတယ်ကူကတော့အနေကြီးမဟုတ်ပေမဲ့ကူထဲမှာတော့တက်ပုံရလို့ကောင်းတဲ့ spot လေးတော်တော်လေးများပါတယ်၄နေရာ၅နေရာလောက်ရှိပါတယ်အဆုံးထိအားလုံးကြည့်ရှုပေးတဲ့အတွက်ကျေးဇူးပါ